တော့ကျရန်သူကိုမျှခေါ်ပြီးတော့ကျုံသွင်းပြီးတိုက်တဲ့ပုံစံမျိုးတွေလည်းအားရစရာတွေ့ရအဲတချို့နေရာတွေဆိုရင်စစ်ကောင်စီဘက်ကဥရဖားရနေပေါ့နော်ဟာဒါနည်းနည်းတော့ပြစ်ပြစ်ခတ်မှုထိတွေ့မှုဖြစ်သွားပြီဆိုတဲ့အချိန်မှာအေးရဆုတ်သွားတယ်ဆုတ်သွားတဲ့အချိန်မှာဥရဖားရနေဟာရပြီဒီနေရာရပြီအေးရတော့ဆုတ်သွားပြီတတိယချက်တွေကကြိုဆိုပါတယ်မိဘပြည်သူမြေကောင်မောင်နှမများ subscribe နဲ့ comment လေးကိုနေပြီးတော့ဗဒင်းများကိုနှာစင်နေပါပြီကျေးဇူးတူအားလုံး ကျမ်းမှချမ်းသာကြပါစေဗျာနောက်ဘက်နေဆက်လုံခြုံရေးကိုပေါ့နော်ဒါအေကအထူးအလေးထားဆောင်ရွက်နေပြီးတော့ဒီအကြမ်းဖက်အဖွဲ့တွေအနေနဲ့ပေါ့နော်တိုက်ပွဲတွေပေါ်ဆောင်လာပါကဒီအကြမ်းဖက်အဖွဲ့တွေကိုနှိမ်နှင်းရန်တိုက်စွမ်းရည်ကောင်းသည့်တက်မှနှစ်မှအသင့်ပြင်ထားတယ်ကျမ်းတယ်နော်နိုဝင်ဘာ6ရက်နေ့မှာရှေ့တန်းပြန်ထွက်ရမယ်ဆိုပြီးတော့အမိန့်ပေးလာတဲ့အတွက်စိတ်ဆိုးပြီးတော့တဲ့ တက်တွင်းကထိန်ပွဲလည်းမလာဘူးရေစက်ချပွဲလည်းမလာဘူးတဲ့အဲအကြောင်းများများဖြစ်ရလို့ပြောတာကျွန်တော်ပြောတာများများပြဿနာတက်အောင်လို့ပေါ့နော်ဒါစစ်တပ်ကလုံးဝအနာကိုမပေးတော့တဲ့အနေထားတွေဒီနေ့ကတော့နိုဝင်ဘာ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်ဇင်းကောင်းနေပြောကြမယ်ဒါရခိုင်ပြည်နယ်ကအာရခတက်တော် A နဲ့စစ်ကောင်စီရဲ့စစ်ကောင်စီအထိနာနေတဲ့သတင်းအဲ့ဒီသတင်းတွေလည်းပါမယ်ပြီးတော့အာရခတက်တော် A ကဒီအာစာအတွက်တိုက်ခိုက်ရေးပေါ့နော်အထူးတိုက်ခိုက်ရေးတိုက်ခိုက်တကယ်တိုက်စွမ်းရင်ကောင်းတယ်တမန်နှမအသင့်ပြင်ထားတယ်ဆိုတဲ့အကြောင်းတွေလည်းပါမယ် အဲပြီးတော့ဒါစစ်ကောင်စီတက်သေးကပေါ့နော်ဒေါ်ယုံဆိုရင်တော့အဲ့လိုတည်င်းမျိုးကျွန်တော်တို့မပြောဘူးဒါပေမဲ့လေစစ်ကောင်စီရဲ့တက်တွင်းအခြေအနေတွေသိရအောင်လို့ပေါ့နော်သိအောင်ဘလောက်ထိအခြေအနေဆိုးရွားနေသလဲဘလို့မျိုးထိတောင်ဖွဲ့စည်းပုံတွေပြတ်နေသလဲဆိုတဲ့အကြောင်းတွေလည်းကျွန်တော်ပြောပြကြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့နှဲ့ရေကန်နှဲ့ရေကန်ကိုဒါဒီကောင်နေစစ်ကြောင်းထိုးနေတာတွေတောက်လျှောက်လုတ်တယ်စစ်ကူစစ်ကြောင်းနေပေါ့နော်တောက်လျှောက်လွတ်တယ်200လွတ်လိုက်100လွတ်လိုက် နှစ်ရာကုန်သွားလိုက်တရာပြုတ်သွားလိုက်ဒါမျိုးပုံစံမျိုးနေနဲ့တော့သူတို့တောင်းလျှောက်စစ်ကိုစစ်ကြောင်းနေလွတ်နေတယ်လမ်းဟောင်းဘက်ကနေပြောနှစ်ရာလွတ်ရင်လမ်းတစ်ဘက်ကနေတရာလွတ်တယ်လမ်းတစ်ဘက်ကနေနှစ်ရာလွတ်ရင်လမ်းဟောင်းဘက်ကနေတရာလွတ်တယ်အဲ့လိုပုံစံမျိုးနဲ့ဒါထိုးနေတာတွေရှိတယ်ဒါပေမဲ့လည်းဒါလုံးဝဒါအချိန်နေမလှပဲနေပေါ့နော်စစ်ကြောင်းနေပြုတ်ပြုတ်ပြုံးပြီးတော့နောက်ပြန်ဆုတ်နေရတဲ့အချိန်နေမျိုးတွေပဲကြုံနေရတယ်ရှေ့ကိုလုံးဝဆက်မထိုးနိုင်တဲ့အနေအထားစစ်ကောင်စီကြုံနေရတယ်ပေါ့နော်အဲ့တော့အဲဒီခုလည်းဒါသူကနေကန်ကိုစစ်ကူလာတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကလမ်းတစ်လမ်းဟောင်းနှစ်နေရာခွဲတက်တယ် အဲရှေ့ရလိုပဲပေါ့နော်ဒါကတော့တို့ပုံမှန်ပဲရှိသမျှစိတ်အင်အားတို့ကအကုန်လွတ်နေမှာတို့မှာရှိသမျှသူတွေအကုန်လွတ်နေမှာသုံးလို့ရသမျှအင်အားအကုန်သုံးမှာအခုကတိုက်ခိုက်ရေးအင်အားတွေမဟုတ်တော့ဘူးလေယုံတပ်ဖွဲ့တွေရဲ့အင်အားတွေပါသုံးတယ်ပါစတွေရဲ့အင်အားတွေသုံးတယ်ပြီးရင်ကာပါစတွေကထုတ်လို့ရေးလုံနေရတဲ့ကောင်တွေရဲ့အင်အားတွေပါသုံးပြီးတော့စေလွတ်နေတာတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲအဲ့စစ်ကြောင်းလမ်းဟောင်းဘက်ကစစ်ကြောင်းအဲ့လမ်းဟောင်းဘက်ကစစ်ကြောင်းကဘလို့မှရှိကိုမရောက်နိုင်တော့ ဒါပဇီနာမှာစစ်ကြောင်းပြတ်အောင်ဗျင်းခံလိုက်ရလို့နောက်ပြန်ပြေးသွားကြပြီပေါ့နော်အဲလမ်းဟောင်းဘက်ကတိုက်တဲ့တိုက်ပွဲတွေရက်သွားတယ်ပေါ့ဗျာပြောရရင်အခုရက်ထဲမှာပေါ့နော်အဓိကတော့စစ်ကူကိုသူတို့လွတ်တယ်ဆိုပေမဲ့လည်းအဲ့ဘက်တကြောင်းလုံးကလုံးဝအဲအချင်းနေမလှတော့ဘဲနဲ့စစ်ကြောင်းတစ်ခုလုံးပြတ်ပြီးတော့ဒါနောက်ဆုတ်ပြေးသွားတဲ့အနေထားဖြစ်သွားတယ်ဒါပွဲရက်သွားတယ်ပေါ့နော်ဒါနဲ့သူတို့ကဘာထက်လို့လဲဆိုတော့လမ်းတစ်ဘက်ကနေပြီးတော့အင်အားထက်တိုး အကားလမ်းမကိုအမိပြုတ်ပြီးတော့ဒါလမ်းရဲ့ဘေးညာတစ်ဖက်တစ်ချက်စီကနေပြီးတော့ဆက်ပြီးတော့တက်လာတယ်ဆိုပြီးသိရတယ်။ဒါပေမဲ့ဂုံကြီးရွာမရောက်ခင်မှာပဲတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီပေါ့နော်။သူတို့တွေနီးမျိုးစုံတော့တုံးနေတာပဲ။ဗျူဟာမျိုးစုံလည်းတုံးတယ်။ဒါပေမဲ့အဲ့ဗျူဟာတွေကအလုံးမဖြစ်ဘူးဖြစ်နေတာ။အားကတော်တော်အင်းနဲ့ဒါဗီဒီယိုတက်ဖွဲ့တွေကကောင်းကောင်းကြီးပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နေတာမျိုးတွေသူတို့ကြုံနေရတယ်ပေါ့နော်။ ဟိုဘက်ကတက်လို့လည်းမရဒီဘက်ကသွားမယ်ဒီဘက်ကသွားလို့လည်းမရဒီလိုမျိုးနဲ့ဒါတိုက်ပွဲတွေဖြစ်ပြီးတော့နောက်ပြန်လန်ကြနေတာပေါ့နော်အခုလည်းအိုင်နာဝင်းကျင်မှာတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေတယ်ပြီးရင်အင်အားတွေဆိုရင်ဒါကာဘာဆာတွေကအင်အားတွေပါတယ်ပြီးရင်အဲ့ဒီအနီနာဝင်းကျင်ကထုတ်နှုတ်ထားတဲ့အင်အားတွေပါထပ်ပေါင်းပြီးတော့အဲ့ဒီစစ်ကြောင်းဖွဲ့ထားပြီးတာသေးပြီပေါ့အဲ့ကောင်နေသေးပြီပေါ့စူပေါင်းဆက်ပေါင်းစစ်ကြောင်းညွန်ပေါင်းစစ်ကြောင်းပေါ့နော်အဲ့လိုမျိုးတိုးလာဆိုတော့သေးပြီပေါ့အပြစ်ကူအနေနဲ့လည်းသူကအတကုံပေးတယ်နော် drone လက်နက်ကြီး ြင်လေချောင်းပစ်ကူလေချောင်းပစ်ကူဆိုအဲ့အနီးနားယွာနာပတ်ဝန်းကျင်ကျဲတာများပိုးစိုးပဆက်ကျဲတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့လည်းဒီကောင်တွေ၈၀တိုးလို့မရဘူးဖြစ်နေတယ်အဲ့တော့သတင်းကောင်းထက်ကြားဖို့ပဲရှိလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲအဲ့ဘက်ချမ်းမှာဖြစ်လိုက်တဲ့တိုက်ပွဲတိုင်းမှာစစ်ကောင်စီဘက်ကအထိမနာစရာကိုကြောင်းရှိတော်တော်ကိုအခြေအနေဆိုးနေတဲ့အနေထားပေါ့နော်အဲအကြောင်းမလို့ရှစ်ဆက်လည်းမတိုးနိုင်ဘူးပြီးရင်လမ်းဟောင်းဘက်ချမ်းကသူတို့အတွက်ကဒီတောင်တွေမဆောက်တယ်ပေါ့နော်ဒါအတက်ဆင်းနေကြမ်းတယ်အဲအကြောင်းမလို့ဒါအာခတ်တော်အေနဲ့ဒါတပ်ဖွဲ့တွေက ဒီနေရာကောင်းတွေမှာစောင့်ကြိုနေရာယူပြီးတော့ဒီကောင်းတွေကိုဖျက်တောက်တိုက်ခိုက်တာမျိုးတွေတုံ့ပြန်တိုက်ခိုက်တာမျိုးတွေကြောင့်မလို့ဒီကောင်းတွေစစ်ကြောင်းပြတ်အဲ့တော့လန်ဟောင်းဘက်ကနေအဆင်မပြေတဲ့အတွက်ဒါလန်တစ်ဘက်ကနေဆိုပြီးလာတယ်ပေါ့နော်လာတော့ကြတော့လေလန်တစ်ဘက်မှာလည်းတောတောင်ထူတတ်တယ်တဲ့ပြီးရင်တောင်ပေါ်လန်နေပေါ့နော်အာဒါအတက်စင်းကျန်းတဲ့လန်နေရှိတယ်ပေါ့နော်အဲ့လိုနေရာမျိုးတွေဖြစ်တဲ့အတွက်ဒီကောင်းတွေအတွက်အခြေအနေမလှဘူးဆိုပြီးတော့လည်းသိရတယ်အဲ့တော့စီရင်နဲ့နှိဆက်တဲ့သူတွေပြောကြတဲ့ပုံစံအရဆိုရင်လေဒီလိုမျိုးသာတက်လာကြည့်ပေါ့နော်လာသလောက်မလောက်ဘူးဖြစ်နေမှာပဲဆိုတဲ့အနေထားရည်လေ ပြောကြရရှိတယ်အဲပြီးတော့စစ်ကောင်စီဘက်ကလုံနေရတဲ့ပုံစံကပေါ့နော်အင်အားဖြင့်ပြီးရောဆိုပြီးတော့လုံနေရပေါ့နော်အဓိကတော့ဒါလက်ရုံးတက်ဖွဲ့ဆိုလဲလာခဲ့အမြောက်လာခဲ့တန်ချက်ကလာခဲ့တင့်လာခဲ့ဆက်သွေးလာခဲ့အကုန်ထက်ထဲ့ပြီးတော့စစ်ကြောင်းတစ်ခုပုံစံမျိုးဖွဲ့တယ်အခုဆိုကပ္ပစားအကောင်တွေပါတယ်ပါစားတွေပါတယ်အဲ့လိုမျိုးအဖွဲ့တွေ ਨੇ ခုနအားကတက်တော်လို့အဖွဲ့တွေကိုသွားပြီးတော့တိုက်မယ်ဆိုတော့အာဆေးသုံးသက်တွေပြောတဲ့ဟာလဲမလွန်ဘူးဗျစစ်ကောင်စီကတော်တော်ကိုအခြေအနေဆိုးရွားနေတဲ့အနေထားပေါ့နော်အဲ့တော့ အဲ architect.a ကဒီစစ်စင်ရေးတွေမှာပေါ့နော်နီးပြူဟာတွေကိုအမျိုးမျိုးပြောင်းလဲပြီးတော့အသုံးပြုနေတာတွေတွေ့ရတယ်။အဲတကယ်ပြောရမယ်ဆိုရင်ဒါသူတိုက်စစ်တိုက်ရမယ်ဆိုတဲ့အချိန်မှာတိုက်စစ်လုပ်တယ်။ခံစစ်ဆင်ရမယ့်အချိန်မှာခံစစ်ဆင်တယ်။ပြီးရင် light စစ်တွေဘာတွေကအစသူကောင်းကောင်းကြီးသုံးပြနိုင်တာတွေတွေ့တယ်။ပြီးတော့ကျရန်သူကိုမြှောက်ခေါ်ပြီးတော့ကျုံသွင်းပြီးတိုက်တဲ့ပုံစံမျိုးတွေလည်းအားရစရာတွေ့ရ။အဲတချို့နေရာတွေဆိုရင်စစ်ကောင်စီဘက်ကဥရဖားရနေပေါ့နော်။ဟာဒါနည်းနည်းတော့ပြစ်ခတ်မှုထိတွေ့မှုဖြစ်သွားပြီဆိုတဲ့အချိန်မှာ အေးကဆုတ်သွားတယ်ဆုတ်သွားတဲ့အချိန်မှာဦးအဖွားရနဲ့ဟာရပြီဒီနေရာရပြီအေးတော့ဆုတ်သွားပြီဝမ်းသာအားရနဲ့ပါဗျာဟိုးရင်တော့ကရှိတယ်အဲ့လိုမျိုးစကန်တစ်ခုတိုက်ရပါပြီဆိုတဲ့အချိန်မှာစစ်ကောင်စီကဒါတင်ရင်မှုတွေစစ်ကြောင်းမှုတွေဆိုရင်သူကအဲ့လိုတိုက်ရခတ်တဲ့စကန်နေပေါ့နော်အဲ့စကန်နေရဲ့အဲ့လိုမျိုးတိုက်ရခတ်နေတဲ့အနေထားမှာသူကသူတို့ရဲ့လူကြီးတွေကိုသူကမျက်နှာလှုပ်တယ်ဘာလဲဆိုတော့အဲ့လိုမျိုးအာအဘကျွန်တော်အဘကိုခြံစည်းကိုတစ်ထပ်လက်ဆောင်ပေးလိုက်ပါပြီ။ခြံစည်းကိုတစ်ထပ်သူတို့ဝင်လို့ရသွားပြီဆိုရင်သူအဲ့ခြံစည်းကိုတစ်ထပ်ရသွားတဲ့အကြောင်းသူအမဲ အာတက်မှာဘူးဆိုလဲတက်မှာဘူးကအဘကျွန်တော်အဘကိုခြံစည်းကိုတက်ထက်လက်ဆောင်ဖေးလိုက်ပါပြီအဲ့လိုပုံစံမျိုးပြောကြတဲ့ကောင်တွေရှိတယ်အဲ့လိုဟာမျိုးကိုဂုံယူစွာနဲ့တိုက်ကြတဲ့ကောင်တွေရှိတယ်အဲ့လောက်လေးရတာကိုပဲဝမ်းသာအားရဖြစ်နေတဲ့အနေထားအဲ့ကြတချို့နေရာတွေမှာသူကပြန်ရွားရဆိုချင်အူရဖားရနဲ့အာငါတို့တော့မျက်နှာရပြီငါတို့တော့မျက်နှာလုံးလို့ရပြီမျက်နှာလုံးလို့ရလူကြီးကိုမျက်နှာလုံးလို့ရပြီဆိုပြီးတော့တော့ဝမ်းသာအားရနဲ့လိုက်ကြတဲ့ချိန်မှာခုနကလိုကျုံသွင်းပြီးတော့ပြန်ပြင်းခံရတော့လက်ဆောင်တော့မပေးနိုင်လိုက်ဘူးလက်ဆောင်နေထားခဲ့တဲ့အဖြစ်တွေဖြစ်ကုန်တယ်ပေါ့နော် ချက်ကြောင်းတစ်ခုလုံးပြတ်သွားတာတွေလက်နက်တွေခရက်နေတိုက်ဆုံတဲ့သူတွေရဲ့အလောင်းတွေကစမဆွဲနိုင်မဲနဲ့ပြန်ပြေးရတဲ့ဖြစ်စဉ်မျိုးတွေဖြစ်သွားတာတွေအများကြီးရှိတယ်အဲ့တော့အားသာတော်အေကနီးပြွာပိုင်းနဲ့ပတ်သက်ရင်စစ်ကောင်စီကိုကောင်းကောင်းကြီးတုံ့ပြန်တိုက်ခိုက်နိုင်နေတာတွေ့ရတယ်ဗောနော်ဟာအေးရခန်းစစ်ပဲဆိုတာတော့ပြောလို့မရဘူး။ဟာအေးရတိုက်စစ်ကြီးပဲပြင်းတာပြောလို့မရပြောင်း။အဲအဲ့လိုပုံစံမျိုးပေါ့နော်။အဲပြီးရင်ဟာဒီရက်ထဲငြိမ့်နေတဲ့အဲ့ဒါသတိသာထားတော့ အဲ့လိုပုံစံမျိုးတွေကအာခတ်တော်အေကတောင်းလျှောက်လုတ်ပြနိုင်နေတာဖြစ်တယ်စစ်ကောင်စီဟာဒါအေအေရှိတဲ့ဒါအေထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေရဲ့ပြီးရင်အေအေရှိတဲ့နေရာတွေကိုဝင်ရောက်မယ်ဆိုတော့သူတို့ရဲ့အိမ်မက်တွေကပျောက်ချင်းမလားပျောက်နေလေပေါ့နော်လုံးဝဒီစိတ်ကူးတွေကအကောင့်ထဲပေါ်လို့မရဘူးကိုဖြစ်နေတယ်စေးမမီတော့ဘူးလို့ကိုဖြစ်နေတဲ့အနေထားသူတို့မှတုံးစရာအကုန်လုံးကုန်လေချောင်းဆိုရင်ဟိုနေ့ကကျဲတာများရွာတစ်ခုလုံးကိုစစ်စစ်ညံ့ညံ့ကြည့်အောင်ကျဲတာဒါပေမဲ့ရှေ့ဆက်တိုးနိုင်လားဆိုတော့မတိုးနိုင်ဘူးအဲ့လိုအနေထားဖြစ်နေ ဒီကောင်နေရှေ့ဆက်မတိုးနိုင်လေလေသူတို့ရဲ့အိမ်မက်တွေကပြက်စီးလေလေပဲဒီလိုမျိုးအချိန်ကြာလာလေလေဒီလိုမျိုးသူတို့အတွက်အချိန်နေပို့ပြီးတော့ကုန်လာလေလေသူတို့ရဲ့အိမ်မက်တွေကပြက်စီးလေလေဖြစ်လာမှာပဲအဲ့တော့အဲ့ဘက်ချမ်းမှာတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြောက်ဖြူမှာလည်းဒါအာခတ်တော်အေးထိန်းထားတဲ့နေရာတွေကိုစစ်ကောင်စီကတောက်လျှောက်စစ်ကြောင်းတွေထိုးတယ်အဲကုလဘဘက်ကိုတကြောင်ချောင်းဝဘက်ကိုတကြောင်ရဲတိုင်32ကိုတကြောင်၃ကြောင်ထိုးတယ် ဲ့3ကြောင်းအဲရေးတိုင်32အနာပတ်ဝန်းကျင်ကိုထိုးတာ3 3ကြောင်းပေါ့နော်အဲ့လို3ကြောင်းထိုးတယ်ဒါပေမဲ့စစ်ကြောင်း2ကြောင်းလောက်ကဖွဲ့စည်းပုံပြတ်သွားစစ်ကြောင်းနေကြီးဖြုတ်တာနော်အေးကတကယ်အားရစရာကြီးဟိုလုံးဝစစ်ကြောင်းလက်ကြီးတွေဖြုတ်ပြစ်တာဟိုမထိတထိပုံစံမျိုးကိုမဟုတ်ဘူးဗျအေးနဲ့တွေ့ပြီဆိုရင်မင်းတယောက်နှစ်ယောက်တော့မစင်းစားနဲ့အကုန်လုံးအပုံလိုက်တွေပဲဖြစ်သွားမယ်အနေထားပေါ့နော်အဲ့တော့အဲ့လိုမျိုးထိုးလာတဲ့စစ်ကြောင်း3ကြောင်းထဲမှာ2ကြောင်းကပြတ်တော့ဖြစ်သွားဖြစ်သွားတဲ့အချိန်မှာအဲ့စစ်ကြောင်း3ကြောင်းလုံးကိုပြန်ပြီးတော့သူတို့စုပေါင်းဆက်ပေါင်းပြန်လုပ်တယ် စေချောင်းနေအကုန်ပြန်ပြီးတော့ဖြတ်လိုက်ရတယ်ပေါ့စေချောင်းမှာဖြတ်လိုက်ရအေးမဖြတ်လဲသူတို့ဘာသာသူတို့ဖြတ်နေအဲ့လိုမျိုးပုံစံမျိုးနဲ့ဒါစေချောင်းတစ်ချောင်းနဲ့ပြန်ပေါင်းလိုက်တယ်ပြီးရနဲ့အဖွဲနှစ်ခုခွဲပြီးတော့တိုင်းချောင်းဘက်ကိုဒါဆက်ပြီးတော့ထိုးလာလို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေဆိုပြီးတော့သိရတယ်အဲဥစ္စာကတော့လက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေစေဖြစ်တဲ့အတွက်ပေါ့နော်ဘယ်အဖွဲကတက်ဆုတ်ရသလဲဆိုတဲ့ဟာတော့မသိဘူးဆိုပြီးတော့အဲဒေတာတွေသတင်းရင်းမြစ်တွေကပြောကြတယ်ပေါ့နော်အဲ့တော့သိကြပါတယ်ကျွန်တော်တို့ကတော့လုံးဝ ဘယ်သူလို့ထင်လဲကဲနားတော်နေနဲ့ကြည်သူရဲ့အနေနဲ့ရောဘယ်သူတက်ဆုပ်အောင်မယ်လို့ထင်အလဲလဲအကွဲအကွဲအပြဲအပြဲနဲ့စစ်ကောင်စီပဲတက်ဆုပ်အောင်ပါပဲသိကြတယ်အဒါကတော့ဒါလုံးဝထုံးစံလို့ကိုဖြစ်နေရပါတော့အဲ့တော့ဒီဘက်ကတိုက်ပွဲတွေကလည်းတကယ်အားရစရာကောင်းတယ်အဲကျွန်တော်တို့ဒါရှေ့မှာပြောခဲ့သလိုပေါ့နော်အာခတ်တော်အေနဲ့စစ်ကောင်စီနဲ့တိုက်တဲ့တိုက်ပွဲတွေကိုနားထောင်ရတာတိတ်ရတာရှိတာပဲဘာဖြစ်လို့လဲစစ်ကောင်စီပိုးစိုးပတ်ဆက်နားကားတယ်ဖလို့ရအောင်လဲပေါ့နော်အဲနောက်တစ်ခုကဒါကျွန်တော်တို့ပြောရမှာရှိတယ်အဲ့ဒါပါလဲဆိုတော့ ်အထူးခြားမှုသတင်းပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါရခိုင်ပြည်မြောက်ပိုင်းဒီမောင်တော့ဘက်ချမ်းနေပေါ့နော်အဲ့ဘက်ချမ်းနေမှာဒီ ARSC တို့အ ISO တို့အပြင် AIA တို့ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ဂျန်ကတစားတစားပူပြီးတော့ဆိုးလာတယ်ဆိုပြီးဆိုရင်ကြတာရှိတယ်ဒီအရသာပြည်သူတွေကိုချောင်းမြောင်းပြစ်ခတ်တာတွေတပ်ဖြတ်တာတွေဖမ်းဆီးသွားတာတွေပေါ့နော်ဒီပြည်သူတွေကသူကုံတယ်တွေတချို့ကြတော့ဗျာကုံရောင်းကုံဝယ်လောက်ကြအဆိုင်ကလေးနဲ့သွားကြအဲ့လိုမျိုးသွားတဲ့ဟာတွေကိုဒါလူသူပြက်လက်တဲ့နေရာမျိုးတွေကနေပြီးတော့ဒါချောင်းမြောင်းပြီးတော့ဒါထွက်ပြီးတော့တန်းတန်းနဲ့ပြစ်ခတ်တာပေါ့နော် အဲ့ဒါကြတော့မိုက်ရိုင်းလုံးတယ်ဒီကောင်တွေကတကယ်အကျမ်းဖက်ကောင်တွေအဲ့လိုမျိုးဟိုလုံးဝအပြစ်မဲ့ပြည်သူလက်နဲ့လည်းမပါဘူးဗျာကုံရောက်ကုံဝင်လုံနေတဲ့ဟာပေါ့နော်အဲ့လိုမျိုးဒေသခံပြည်သူတွေကိုအဲ့လိုမိုက်မိုက်ရိုင်းပုံစံမျိုးလှုပ်တာတွေကဖြစ်စဉ်တွေပို့ပို့ပြီးတော့များလာတယ်ဟိုနေရာမှာနှစ်ယောက်တည်သွားပြန်ပြီဟာနှစ်ယောက်သွားတာတစ်ယောက်ထိပြီးတော့တည်ခဲ့တယ်ဂျန်တဲ့တစ်ယောက်ကဒံရိုင်းနဲ့လွတ်လာတယ်ဒါမျိုးပုံစံမျိုးတွေဖြစ်ကြတယ်ပေါ့နော်ရှေ့ရက်တွေတန်းမှာကိုပဲဒါပြန်ပေးဆွဲလို့ပေါ့နော်။ညာဖန်းစီခံလိုက်ရတယ်။ဒါကင်းချောင်းရွာသား၃ဦးဆိုလဲအခုတိ ဒါအဆက်တွေပြက်နေတာဆယ်ရက်ကျော်လောက်ရှိပြီဆိုပြီးတော့သိရတယ်။ဒါမျိုးပုံစံမျိုးကပြည်သူကိုတတ်ဖြတ်မယ်၊ချောင်းမြောင်းပြက်ခတ်မယ်၊ပြန်ပေးဆွဲမယ်၊ပါလာတဲ့ပစ္စည်းပြစ်ရတဲ့လူမယ်။အဲ့လိုမျိုးဓမြအဆင့်အဲ့ကောင်တကယ်အကြမ်းဖက်အဆင့်စောင့်ကြည့်မကောင်းတဲ့ကောင်တွေပဲနော်။အဲ့လိုကောင်တွေကိုဒါဘင်္ဂလားဒေ့ရှ်ကဒါ BGB ရရှိအချို့က အဲသူတို့ကအကူအညီထောက်ပံ့ပေးထားတယ်ဆိုပြီးတော့လေဒါအခက်တက်တော့ A ကထုတ်ပြန်ချက်တွေထဲမှာထုတ်ပြန်ထားရှိရဲ့ဒါကြောင့်မလို့ဒါကိုအချိန်မီထိမ့်သိမ့်ပေးပါမထိမ့်သိမ့်ဘူးဆိုရင်နေဆက်ဒါနေဆက်ဒေတာမှာပေါ့နော်ဒါလုံချိုးကြီးနဲ့ပတ်သက်တာတွေဒီငင်းနဲ့ပတ်သက်တာတွေဒါတွေပို့ပြီးတော့ဒါပြင်းထန်လာလိမ့်မယ်တင်းမာလာလိမ့်မယ်ဆိုပြီးတော့ A ကထုတ်ပြန်ထားရှိတယ်ပေါ့နော်ပြီးတော့ဟိုဘက်ကလည်းတစ်ဖက်ပြန်ပြီးတော့ဆွဆွဲတာမျိုးတွေတော့ရှိတာပေါ့လေနော်အဲ့တော့အဲ့ဒီ BGB ရာရှိချို့ရဲ့အကူအညီထောက်ပံ့မှုတွေနဲ့ဒါရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နေဆက်တစ်လျှောက်ကဘင်္ဂလားဒေ့ရှ်ပဲချမ်းမှာ ဒီခုနအကြဖတ်အဖွဲတွေကသူကဒီယာယီစိတ်စကန်နေစောက်တယ်ခိုင်မာစကန်နေစောက်တယ်ပြီးတာနဲ့ဒီခိုင်ပြည်နယ်တဲကိုဝင်ပြီးတော့ဒေသခံပြည်သူတွေကိုအကြမ်းဖက်လှုပ်ရက်တွေလှုပ်တယ်အဲချောင်းမြောင်းပြစ်ခတ်တာမျိုးတွေလှုပ်တယ်ပေါ့နော်တော်တော်ကိုမယိုင်းစုပ်ပွေတယ်ကောင်းတယ်ပေါ့နော်ဒါကြောင့်ဒါချို့ပြည်သူတွေဒေသခံတွေဆိုရင်ဒီအာခတ်တတော် A ကိုတောင်းဆိုကြတယ်ပေါ့နော်ဒီနေရာတွေကိုဒါရှင်းလင်းပြချဖို့ဒါမှမဟုတ်လေလုံခြုံရေးဒါတည်ငြိမ်တည်ငြိမ်အောင်ပေါ့နော်ပြည်သူတွေရဲ့အသက်အန္တရာယ်ကိုချိန်ချောက်ခံရရဖြစ်တဲ့အတွက် ဖြည့်ရှင်းပေးကြဖို့ဒါတောင်းဆိုကြတဲ့အခါမှာအခက်တက်တော် AA ကလိုက်လံရှင်းလင်းတာလည်းရှိလာတယ်ပေါ့နော်အဲ့တော့ဒီအချမ်းဘက်အဖွဲ့တွေဖြစ်တဲ့ဒီအာစာအဖွဲ့တွေ ISO အဖွဲ့တွေပြီးရင် AI ဆိုတဲ့ဒီ NLR ကပူပူပြီးတော့ကြီးမားလာနေပြီလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိကြတယ်ဒါပေမဲ့စည်ရေးနှီးဆက်သူတွေပေါ့နော်အဓိကဒီဒီရခိုင်ပြည်အရေးနှီးဆက်တဲ့သူတွေအဲအခက်တက်တော်နဲ့နှီးဆက်တဲ့သူတွေကရခိုင်အခြေစိုက်သတင်းမီဒီယာတွေကိုအဲပြောကြတာရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီအချမ်းဘက်အဖွဲ့တွေကရခိုင်ပြည်ကိုစည်ရေးရကြီးကြီးမားမားချင်းချောက်နိုင်တာမရှိဘူး အဲမိုက်တယ်နော်သူတို့ရဲ့ဒါစကန်တွေကလည်းရခိုင်ပြည်ထဲမှာမဟုတ်ဘူးသူတို့လှုပ်တာဓပုံရိုက်တယ်ရုတ်တံအတုတွေဖန်တီးတယ်ဝါရဖြန့်တယ်ပြီးရင်လက်တွေမြေပြင်မှာကြတော့ဒီအာခတ်တတော်ရှိတဲ့နေရာတွေဆိုမသွားရဲဘူးအာခတ်တတော်မရှိနိုင်မဲ့နေရာမျိုးတွေကိုရှောင်ရှားသွားပြီးတော့ဗောနော်ဒါပြည်သူတွေကိုချောင်းမြောင်းပြစ်ခတ်တာမျိုးတွေလောက်ပဲလုပ်တယ်ဆိုပြီးတော့ဒါပြောကြရရှိတယ်အေကလည်းတိတဲ့အတိုင်းပဲဒီလိုထိပါလာတဲ့အခြေအနေကိုလုံးဝငြိမ်းခံနေတာမျိုးတော့မရှိဘူးလိုက်ပြီးတော့ပြင်းတာဗောနော်အဲအဲ့မှာနေဆက်ရှင်းလေးတွေဝင်တယ် စစ်စင်ရေးတရက်ပုံစံမျိုးတော့လောက်တာပေါ့နော်လိုက်တိုက်တယ်ဒီအာစာအဖွဲ့တွေပေါ့နော်တီးဆုံးပြီးတော့ထွက်ပြီးဒဏ်ရာရတာတွေဖမ်းမိတာတွေတော့ရှိတယ်ဗျာအဲ့ဒါဟိုတလောကဖြစ်သွားဖြစ်စင်ပေါ့နော်အဲအိုက်ဘကကောင်နေအဲ့မှာဒဏ်ရာရသွားလို့တေးွားလို့ထမ်းပြီးတော့ခေါ်သွားတဲ့ဟာတွေရှိတယ်သူတို့ဘက်ချဲရောင်းနေကိုပြန်ဝင်ပြေးတယ်ပေါ့နော်ဘင်္ဂလားဘက်ချဲရောင်းကိုပြန်ဝင်ပြေးတယ်ပြီးတော့ဒါဒဏ်ရာနဲ့ဖမ်းမိတဲ့ရှေ့ဦးထင်တယ်အဲအဲ့ဥစားလည်းမိခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်နေကိုဒီလိုအထိပါလိုက်ပြီးတော့ပြင်းနေတဲ့အနေထားတော့မြင်နေရပြီအဲအဲ့တော့ ပြောချင်တာဒီအကျန်းဖက်အဖွဲ့တွေနေတဲ့ကပြည်သူကိုပဲလှုပ်ရတာလက်နက်မဲ့ပြည်သူကိုပဲလှုပ်ရတာဒီအာရခတက်တော်လို့အေအူပေါ့နော်ဒါပြန်ပြီးတော့ဒါရှင်ပြီးတိုက်နိုင်ဖို့အတွက်သူတို့ပြောသလိုဖြစ်လာဖို့အတွက်ကမလွယ်ဘူးဒါဟိုနေ့ကသတင်းတစ်ခုမှဆိုတွေ့လိုက်တယ်ဒီအကျန်းဖက်အဖွဲ့တွေပေါ့နော်အဲဒါဒီအဖွဲ့တွေကသူကရခိုင်ပြည်နယ်ကိုသိမ်းမယ်ဆိုပြီးတော့သူတို့ကကြွေးကြော်တဲ့ပုံစံမျိုးတွေနဲ့ပြောနေကြတာ誒တွေ့ရတယ်ပေါ့နော်အဲတော့ကြအဲ့လိုမျိုးဟာကဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုစဉ်းစားပေါ့နော်စဉ်းစားတော့အခုကြည့်အမှကမ္ဘာအဆင့်ဘယ်လောက်30ကျော်ပေါ့နော်ထားပါတော့ဒါမင်းအောင်လိုင်းပေါ့နော်အဲ့ကောင်စစ်တပ်ဘယ်လိုဖြစ်နေလဲ ကြီးရလေအကုန်ပါတာနော်ကြီးရလေအကုန်ပါတာအဲ့ကောင်စစ်တပ်ဘလို့ဖြစ်နေလဲအေးနဲ့တွေ့တဲ့ချိန်မှာအဲ့တော့အာစာလိုကောင်ကဒီလိုမျိုးပုံစံမျိုးဆိုတော့ဒါနည်းနည်းတော့လွန်တာပေါ့သူတို့ပြောတာကြီးလေကြီးတာပေါ့နော်ဒါကြောင့်မို့လို့လေတချို့ကပြောကြပါပေါ့နော်ဝါရဖြန့်ရုံတက်တက်ပါ ပြီးရင်လူမနေတဲ့စခန်းတွေကိုဝင်တယ်ဝင်ပြီးတာနဲ့ဓာတ်ပုံတွေရိုက်တယ်ပြီးရင်လိုင်းပေါ်မှာတင်တယ်ဝါရဖြန့်နဲ့လိမ့်တယ်အဓိကတော့သူတို့ဝင်ရောက်တိုက်ခိုက်လို့ရလိုက်တဲ့ပုံစံမျိုးတွေသူတို့ကထုတ်ပြန်ကြတယ်ပေါ့နော်မန်နေဂျာမြေပြင်မှာကအေးအေးကိုရှင်ပြီးတိုက်နိုင်ဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းတွေလည်းပြောကြရရှိတယ်ဒါအမှန်ပဲနေနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီဥစ္စာကအဲထဲ့သွင်းစဉ်းစားစရာတစ်ချက်အနေနဲ့တော့ရှိမယ်ဖြည့်ရှင်းရမယ်ဒါပု္ပ္ပာတစ်ခုအနေနဲ့တော့ရှိမယ်ဒါပေမဲ့အရန်ကိုခေါင်းစားလောက်အောင်ထိအရန်ကိုအာယုံဆိုင်ရလောက်အောင်ထိတော့မဖြစ်ဘူးလို့ဒါကျွန်တော်လည်း ယူဆတယ်ပေါ့နော်အတိအကတော့ဒေသခံပြည်သူတွေရဲ့လုံခြုံရေးအတွက်ကိုပဲဒါပို့ပြီးတော့ view ဆိုင်ရမယ့်ဟာတွေပြီးရင်ဒါအေအေအနေနဲ့ဒါအင်အားသုံးပြီးတော့ရှင်းလင်းတဲ့ခါမျိုးကြီးကြရင်ဒီကောင်နေတည်ကြတယ်သူတို့ရဲ့ထုံးစံတိုင်းဒါဘင်္ဂလားဒေ့ရှ်ပဲချမ်းကိုပဲဝင်ပြေးကြမယ်လို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်ဒါကြောင့်စီရရခိုင်ပြည်ကိုချင်းကြောက်နိုင်တဲ့အထီးမရှိဘူးပေါ့နော်ဒါနီးစပ်သူတွေကလည်းပြောကြတယ်ဟုတ်တယ်ဘာလို့လဲဆိုတော့ဒါအာရခတက်တော် AA ကို ARSA အဖွဲ့ကတိုက်ခိုက်တယ်ဆိုတဲ့ဟာသတင်းမှကျွန်တော်တို့မတွေ့ဘူးပေါ့နော် သတင်းမှာပါပဲတွေ့လဲဆိုတော့အဲ့အကြမ်းဖက်အဖွဲ့တွေကိုအာဇာအဖွဲ့တွေကိုအခါတက်တော် AA ကလိုက်လံရှင်းလင်းတိုက်ခိုက်လို့ဘယ်စကန်းသိမ်းမိတယ်ဘယ်နေရာမှာသူတို့နေသွားတယ်ပုံနေထွက်လာတယ်ဖမ်းမိတယ်ထွက်ပြေးတယ်တေဆုံးတယ်ဟိုဘက်ကိုတန်းထန်းထုတ်သွားရတယ်ဒါမျိုးပုံစံမျိုးတွေပဲကျွန်တော်တွေ့ခဲ့ရတယ်အာဒီအကြမ်းဖက်အဖွဲ့တွေကလိုက်ပြီးတော့လှုပ်တာဆိုလို့ခုနဗီဒူကိုပေါ့နော်အာပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာမျိုးတွေပဲတွေ့ရတယ်ပေါ့နော်ဒါပြင်ဒါရခိုင်ခြေဆိုင်သတင်းမီဒီယာဖြစ်တဲ့ဒါနာရီစရာပေါ့နော်အဲ့မှာဒါ CA ပေါ့နော် AA နဲ့နီးစပ်တဲ့သူတယောက်က အဲပြောထားတာပေါ့နော်တရင်ဖြေထားတဲ့ဟာလေးအဲ့ဒါမိုက်တယ်အဲ့ဒါပါလဲဆိုတော့ဒီအနောက်ဘက်နယ်စပ်လုံခြုံရေးကိုပေါ့နော်ဒါအေကအထူးအလေးထားဆောင်ရွက်နေပြီးတော့ဒီအကြမ်းဖက်အဖွဲ့တွေအနေနဲ့ပေါ့နော်တိုက်ပွဲတွေဖော်ဆောင်လာပါကဒီအကြမ်းဖက်အဖွဲ့တွေကိုနှိမ်နှင်းရန်တိုက်စွမ်းရည်ကောင်းသည့်တပ်မနှစ်မအသင့်ပြင်ထားတယ်ကြမ်းတယ်နော်အေကအခုလက်တလုံးမှာအေတိုက်နေပါတယ်ဆိုတဲ့နေရာဒီမှာအေကအင်အားအကုန်မတုံးသေးဘူးဆိုတဲ့ဟာကိုလည်းထပ်မြင်ရအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ ဟုတ်တယ်နေရာတိုင်းမှာအေးရှိနေတဲ့ပုံစံမျိုးတွေတော့ကျွန်တော်တို့နောက်လျှောက်တွေ့ရတယ်ကြီးကြီးလိုက်ကချင်ပြည်နယ်ဘက်မှာလည်းရှိတာပဲချင်းဘက်မှာလည်းရှိတာပဲပေါ့နော်ဒါအခုဒါမကွေးပကိုးအေးရဝတီဒီဘက်ချမ်းနေမှာလည်းရှိတာပဲပြီးရင်ရခိုင်ပြည်နယ်တွေကအခုတိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူစစ်တွေဒါမျိုးနေရာမျိုးတွေမှာလည်းရှိတာပဲတန်ရွဲဘက်ချမ်းနေမှာလည်းရှိတာပဲပေါ့နော်ရှိရောဟာတချို့ကတော့ပြောတယ်အေးရအင်အားကုန်သွားပြီပေါ့နော်အဲ့လိုမျိုးအင်အားကုန်သွားပြီဆိုပြီးတော့ပြောတဲ့ချိန်မှာအခုကြည့် အားစားလို့ကောင်းမျိုးပြင်းဖို့တော့တောင်းပါပေါ့နော်တိုက်ဆွမ်းရင်ကောင်းတယ်တမနမအသင့်ပြင်ထားတာရှိသေးတယ်ဆိုပြီးတော့ဒါပြောလိုက်တဲ့ဟာကတကယ်အားရစရာကောင်းတယ်ပေါ့နော်ဟာအဲဆိုအားခတ်တော်တော် A ရဲ့အင်အားကခတ်မှန်းလို့ကိုမြောင်စစ်ကောင်စီယူအောင်ပါတကယ်ဒါအားစားနဲ့ပတ်သက်လို့တည်ရတဲ့အချက်လက်ဆိုပေမဲ့ပေါ့နော်စစ်ကောင်စီကဒါကိုများတည်ရင်ဘလောက်တောင်မှကြောက်ကြီးပါနိုင်မလဲမသိဘူးဒီကောင်နေတကယ်တကယ်ဘာဖြစ်လို့လဲဆိုတော့ A ကအခုတိုက်နေတဲ့ဟာကအင်အားအကုန်မဟုတ်သေးဘူး တကယ်သာအင်အားကုန်သုံးလာပြီဟေးဆိုတဲ့ခါကျရင်စစ်ကောင်စီဘလို့တော့အချင်းညီဆိုးမလဲဆိုတဲ့ဟာတွေကကျွန်တော်တို့ဆက်ပြီးဆောင်ကြည့်ရမှာဖြစ်လာပါပါเนาะအဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီအာရှအန်ရယ်ကထဲသွင်းစဉ်းစားမဲ့အချက်တခုဖြစ်တယ်ဒါကိုနောက်ွယ်ကနေပြီးတော့ဘသူတွေစီစဉ်နေသလဲဘသူတွေပံ့ပိုးနေသလဲအဲဒီဥစ္စာကိုလည်းထုတ်ပြန်ချက်တွေမှာအေကထဲသွင်းထုတ်ပြန်တာတွေရှိတယ်အဲကြတော့ဒီဥစ္စာတွေကိုတော့ကျွန်တော်တို့သိဖို့လိုတယ်ဒါတွေကကြီးမားတဲ့အန်ရယ်တခုတော့ဖြစ်လာနိုင်ကြီးမရှိဘူးပေါ့เนาะအဓိကတော့ဒီနီးစက်တဲ့သူတွေရဲ့ပြောဆိုချက်ရတကယ်ကိုဟုတ်ပါတယ် အေကအခုလိုမျိုးသာပြင်ဆင်ထားတဲ့ဟိတ်ဆိုရင်အကောင့်တွေအတွက်လည်းအခြေအနေကောင်းမှာမဟုတ်ဘူးပေါ့နော်အမြန်ဆုံးဖြစ်ရှင်းနိုင်ဖို့အတွက်ပဲမျှော်လင့်နေပါပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့တက်တွင်းထဲကအကြောင်းနေတက်တွင်းထဲမှာစစ်ကောင်စီအထဲထဲမှာပေါ့နော်ဟိုတိရတဲ့အကြောင်းအရာတချို့ကိုမူတည်ပြီးတော့ဘာတွေဖြစ်ပျက်နေသလဲဆိုတဲ့ဟာကိုကျွန်တော်ဝင်မြမယ်ပေါ့နော်အဓိကတော့ဒါမကွေးတိုင်းရေစကြိုမြို့နယ်တွေကအခြေစိုက်ပေါ့နော်ဒီဇုံမျိုးနေမှာခြေဆိုင်တဲ့ခါလိုက်က256 259 258ဒီတက်တွေပေါ့နော်အဲ့တက်တွေအကြောင်းပြောရမယ်ပေါ့နော်ပြောရမယ် အဲ့ဒီတက်တွေရဲ့လက်ရှိတက်တွေအခြေအနေပေါ့ဗျာအဲ့ဒီတက်တွေကလက်ရှိဒါရှမ်းမြောက်နဲ့ရခိုင်စစ်စင်ရေးတွေလွတ်တယ်သူကလွတ်လွတ်ခဲ့တာတွေရှိတယ်ဗောနော်အဲ့မှာတည်ဝါးသူတွေရှိတယ်အများပြားတည်ကြတယ်ပြီးရင်သူတို့အဲ့လိုမျိုးစစ်စင်ရေးထွက်ရတဲ့ခါကျတော့ကာလအကြာကြီးရှိတယ်မှာနေရပြန်မလာရဘူးပြန်မလာရဘူးပြန်မလာရတဲ့ခါမှာဘာတွေဖြစ်လဲဗောနော်တည်တာကအကြောင်းမဟုတ်ဘူးပြန်မလာရတဲ့ကောင်တွေရဲ့မိမတွေကစဖောက်ပြန်တာတွေဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ဗောနော်အဲ့လိုတည်ဆုံးသွားတဲ့စစ်သားတွေရဲ့မိမတွေပြီးရင်ရှေ့တန်းကမပြောင်းရတဲ့စစ်သားတွေရဲ့မိမတွေက စစ်မှုထမ်းဥပဒေနဲ့ပေါ်တာဆွဲခံထားရတဲ့ဒီပါစတွေပေါ့နော်အဲ့ပါစတွေနဲ့ဖောက်ပြန်ပြီးတော့ခိုးပြတာတွေလည်းဖြစ်နေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်တချို့ဆိုရင်မိလို့ဒီရဲမေတွေကအစပေါ့နော်ဂရုံးတွေတုံးပြီးတော့ဒါဒါနှင်ထုတ်ရတာမျိုးတွေပြန်ထုတ်ရတာမျိုးတွေကအစရှိလာနေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲဒါကြီးကဟိုတကယ်ပြောရင်တော့ဒါအတွင်းထဲကဖြစ်ပျက်နေတဲ့ယွန်စရာကောင်းတဲ့အခြေအနေတွေပေါ့ဗျာဒါပေမဲ့လည်းဒါကရန်သူရဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကပြောပြပြီးတော့ဒီဖြစ်စဉ်ကနေကျွန်တော်တို့ဘာတွေသိရမလဲဒါကိုစုံစမ်းတာပေါ့နော် အဲအဲ့ဖြစ်စဉ်အရင်ပြောလိုက်မယ်ဆိုရင်ဒါအိမ်တော်ရှိတဲ့ရဲမေတွေတော့မှဖောက်ပြန်နေကြတာတဲ့ကရုံတုံးပြီးတော့ပြန်လွှတ်ရတာနဲ့ဒါမူရင်းသူတို့ယောက်ျားတွေမူရင်းသူတို့ယောက်ျားတွေကယောက်ျားတော်မူရင်းတော့မိတူတွေနဲ့ဖြစ်ပြက်နေလို့မူရင်းသူတို့ယောက်ျားတွေကရှမ်းပြောင်းတဲ့အခိုင်မှာတေကုန်ကြပြီတဲ့မိမတွေကတော့ဖောက်ပြန်ကြတာပြောမနေနဲ့ပါစတွေကလည်းစစ်သားဟောင်းမရခိုးလာတဲ့သူနဲ့လမ်းကြုံယူလာကြတာတွေကပါသေးတယ်တဲ့အဲ့လိုပုံစံမျိုးတွေကစားဖြစ်ပြက်နေတယ်ပေါ့ဗျာအဲ့တော့တော်တော်လေးအချိန်ကြီးဆိုးရွားနေတဲ့ပုံစံမျိုးကိုမြင်ရတယ် ဲ့တော့ဒီနေ့ဒီကာလဒီစစ်ကောင်စီကြုံနေရတဲ့လက်ရှိအခက်အခဲတွေကိုကျွန်တော်တို့မြင်အောင်ကြည့်လို့ရ။ဘာလို့လဲဆိုတော့ဒီဖြစ်စဉ်တွေကအထူးဆန်းတော့မဟုတ်ဘူး။ဟိုးရင်နှုံးကလေးကမှအစာရှိတယ်။ခြေတန်းကိုသွားရတယ်ဆိုတော့တက်တယ်အများကြီးပဲပေါ့နော်။အဲအဲ့တက်တွေကအရင်နှုံးကသွားရတယ်ဆိုရင်သူက၃လတစ်ချိန်ပြန်ချိန်တာရှိတယ်၊၄လတစ်ချိန်ပြန်ချိန်တာရှိတယ်။အဲအဲ့လိုမျိုးပေါ့နော်။ကာလာတစ်ခုတက်မှတ်ပြီးတော့ဒါတလဆိုတလနောက်တန်းမှပြန်နှားရတယ်။အဲ့လိုပုံစံမျိုးပဲသူကလှုပ်ခဲရတာပေါ့နော်။အဲ့တော့စစ်စင်ရေးဖြစ်နေတဲ့နေရာတွေကလည်းတိတ်ပြီးတော့များများဆက်စားမရှိတော့ အနားရကြတယ်ပြောရမှာပေါ့အဲ့တော့အဲ့ပြဿနာတွေကအဲ့လိုအခြေအနေမျိုးမှာတော့မှာပဲရှိခဲ့မှုတယ်ဒီစစ်တပ်နဲ့နှိစက်တဲ့သူတွေဆိုရင်တော့အားလုံးသိကြတယ်ဒီ ISN ကဘလို့ CSN ကဘလို့တရေဝီရဘလို့တထောက်ဝီရဘလို့ဒါမျိုးဖြစ်စဉ်အကုန်လုံးမဟုတ်ဘူးဆိုရင်တော့မှာပဲပေါ့နော်တချို့တက်တွေမှာရှိတယ်ဆိုတဲ့အကြောင်းတော့ဒါကျွန်တော်တို့လည်းသိတယ်ဒီအကုန်လုံးဆိုပြီးတော့ကျွန်တော်တို့ကဒါကတော့ဒါအမှန်တရားပဲအဲ့လိုကြီးတော့ဆွဆွဲလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ဖြစ်ပျက်နေတဲ့ဟာတွေကတော့အဲ့လိုပုံစံမျိုးတွေရှိတယ်ဖောက်ပြန်တာတွေပေါ့နော်ကြံခဲ့တဲ့ ရဲမေတွေနဲ့ဖောက်ပြန်တာတွေညဆိုရင်ဒါအိမ်တက်မှုတွေဖြစ်တာတွေအဲဒီလိုမျိုးအိမ်တက်မှုတွေတောက်လျှောက်လုပ်လို့ဒါရဲမေဖြစ်တဲ့သူကလက်ခံလို့ကျွန်တော်တို့စောင့်ပြီးတော့ဖမ်းရတဲ့ဖြစ်စဉ်တွေဒါတွေကကျွန်တော်တို့ညီကြရတဲ့တက်တယ်မဆာရှိတယ်ပေါ့နော်ရှိတယ်အဲရှေ့တန်းကိုကြောက်ကြထွက်သွားတယ်နောက်တန်းမှာကြံခဲ့တဲ့ဒါမော်တော်ယာဉ်လိုကောင်မျိုးအဲမော်တော်ယာဉ်မှာတာဝန်ကျတဲ့ကောင်မျိုးအဲကောင်မျိုးကညကြတော့ခုနလိုရှေ့တန်းထွက်သွားတဲ့ဒါစစ်သားရဲ့မိမအိမ်ကိုအိမ်တက်မှုဖြစ်တယ်အဲခါကြီးကြရင်အဲမိမကအစလက်ခံပြီးတော့တွေ့ဆုံတာမျိုးတွေပေါ့နော်ဒါမျိုးပုံစံမျိုးတွေကစား ဒါဟိုးရင်အချိန်ဒီမှာနေရရှိတယ်အခုလက်ရှိအချိန်နေပို့ဆိုးတာပေါ့ဘာဖြစ်လို့လဲဆိုတော့အခုစစ်ကောင်စီကရှေ့တန်းထွက်နေရပါတယ်ဆိုတဲ့နေရာတွေကပို့များတယ်အများကြီးပဲတနိုင်ငံလုံးတိုင်းတာရကြည့်မယ်ဆိုရင်အရင်ထက်ပို့များသွားတယ်တော်တော်ကိုစိုးစိုးရအချိန်ဒီကြုံနေရတယ်အဲ့တော့ရှေ့တန်းထွက်ရပြီဟဲ့ဆိုတဲ့ကာလကိုကြည့်မယ်ဆိုရင်လည်းသူကအရင်ထက်ပို့ပြီးကြာလာတယ်အဲကာလတွေကပို့ပြီးချို့လို့ချို့ရဆိုရင်ဒါနှစ်ပေါက်တဲ့အထိကိုကြာလာတယ်အရင်တော့လို့၃လထွက်တလာနာမဟုတ်တော့ဘူးတနည်းထွက်တရနာတော့ဘာဖြစ်ဖြစ်နေမှာပေါ့နော် တချို့ဘလောက်ထိအချိန်နေဆိုးနေလဲဆိုတော့သူကအဲ့ဘက်မှာရှင်းရှင်းအကြာကြီးထွက်ရတယ်ထွက်ပြီးရဲ့အချိန်မှာသူတို့တက်တဲ့အချိန်ကြီးမကောင်းတော့လို့ပြန်ပြီးတော့ချိန်နောက်တက်တက်အဲ့ဘက်မှာဝင်တယ်ဒါပေမဲ့အဲ့ချိန်လိုက်တဲ့တက်ကိုနောက်တန်းကိုမပြန်ခိုင်းမဲနဲ့နောက်ထပ်တနေရာကိုရှင်းရှင်းထက်ထွက်ခိုင်းတက်ကိုကိုသူတို့မမြင်ဘူးတော့သူတို့မိမကိုသူတို့မေ့မေ့နေလောက်သူတို့သားသမီးတွေသူတို့မေ့မေ့နေလောက်အဲ့လိုအချိန်ကြီးကိုသူတို့ကြုံနေရတယ်အဲ့တော့ဒီလိုမျိုးဖြစ်စဉ်တွေကအခုအချိန်မှာပို့ပြီးတော့တောင်ဆိုးဦးမယ်ပေါ့နော်ခိုးရင်မှလည်းကဒါလောက်ကင်ကုန်းချမ်း ဒီလိုမျိုးဒါအခြေအနေကြမ်းကြမ်းလန်းလန်းဖြစ်တဲ့အချိန်မှာအဲ့ဘက်ကိုထွက်ရတဲ့တက်တရှိတယ်ပေါ့နော်အန်ချို့ဒါတစ်တစ်တို့ပါတော့ပေါ့နော်အဲ့ဘက်ချမ်းကအဖွဲဆိုရင်လည်းအဲ့ဘက်တီကိုထွက်ရတဲ့ခါကျတော့စစ်စင်အကြိုင်းနေရကြိုင်းနေရတဲ့ခါနောက်တန်းမှာဒီသူတို့ကြံခဲ့တဲ့အမျိုးသမီးတွေကပေါ့နော်ဒါအရသားတွေနဲ့ဒီစဘာကင်းတွေတွေမှာဖြစ်တဲ့အဲ့လိုမျိုးပေါ့တဗျာအဲ့အဲ့တိုင်းပေါ့ဟိုဖောက်ပြန်မှုတွေဖြစ်ကြတယ်ပေါ့နော်အဖြစ်ကြပြီးတော့ဒါဒီတဲရဲပူကြီးတွေကလိုက်ဖမ်းရတယ်ထားချို့တက်ခွဲမှုတွေကလိုက်ဖမ်းရတယ် အဲပြီးတော့ကျတော့ဒီအမှုတွေကိုဒါဖုံးကွယ်ထားရတယ်သူတို့ယောက်ျားတွေမသိအောင်ပေါ့နော်ဖုံးကွယ်ထားရတယ်ဒါပေမဲ့လည်းဒီဥစ္စာကြီးကဖုံးကွယ်လို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်ရဲမင်းရဲ့ပါဇက်ဘောကပိတ်လို့ကိုမရအောင်တည်ကြတယ်အဲ့ဒါကြောင့်ချက်ချင်းရှေ့တန်းကိုရောက်တယ်ရောက်တဲ့အချိန်မှာအဲ့ရှေ့တန်းမှာရှိတဲ့ရဲဘော်လုတဲ့ကောင်ကအမိတ်မနာခံတာတွေဖြစ်တယ်နောက်ဆုံးနောက်တန်းကိုပြန်ပြီးတော့မလွတ်ပေးလို့ဒါထွက်ပြေးတာမျိုးတွေရှိတယ်လက်နက်တွေပါယူသွားတာမျိုးတွေရှိတယ်အဲ့လိုပုံစံမျိုးတွေဒီဖြစ်ခဲ့တဲ့အနေအထားပေါ့အဲ့တော့စစ်ကောင်စီကအခုလက်ရှိချိန်မှာဒီအတွင်းထဲကအကြောင်းအရာကိုကြီးလိုက်တာနေနေဘလောက်ထိ စစ်ပန်းနဲ့တံကိုခံနေရပြီလဲဆိုတဲ့ဟာကိုလည်းသိသာစေတယ်။တကယ်ကိုစစ်ကောင်စီကတော်တော်လေးစစ်ပန်းနေတဲ့အနေထားသူတို့မှရှိမြအင်အားအကုန်ထုတ်သုံးနေရတယ်ဆိုတဲ့ဟာကကျွန်တော်တို့အလကားပြောခဲ့တာမဟုတ်ဘူးပေါ့နော်။တကယ်ကိုလက်ရုံးတက်တွေကစားသုံးနေရတယ်ဆက်တွေ့ရေးဆိုတဲ့ကောင်လည်းတနက်ကင်ပြီးတိုက်နေရတယ်တနက်ကတော့ကင်ရတာပဲအရင်တော့မတိုက်ရဘူးဒါပေမဲ့အခုတိုက်နေရတယ်ပြီးရင် B ဆိုတဲ့ကောင်လည်းတိုက်ရတယ် G ဆိုတဲ့ကောင်လည်းလုံချွေးညွင်ယူရမယ်အဲ့လိုပုံစံမျိုးကြီးဖြစ်လာနေတယ်အခုကပ္ပဆာကောင်တွေတိုက်နေရတယ်အဲ့တိုင်းနေဖြစ်နေထောက်ပွားကောင်တွေတိုက်နေရတယ် လက်ယုံဝန်တန်းတက်တွေအကုန်လုံးတိုက်နေရတဲ့ပုံစံမျိုးချင်းလင်းမှာအင်အားမလောက်တော့လို့ပေါ့နော်အခုပါစတော့မှဆွဲထည့်နေရတယ်ဆိုတော့စစ်ကောင်စီကတော်တော်လေးစစ်ပန်းလာတဲ့အနေအထားတွေမြင်ရတယ်ပေါ့နော်အခုဆိုလည်းဒါဒီတက်ဆိုလည်းပေါ့နော်ဒါည150ခုပေါ့နော်အဲ့တက်ဆိုလည်းဒါပြီးခဲ့တဲ့ရက်ပိုင်းကမှသူတို့ကရှေ့တန်းကနေပြန်လာတာသူကပေါ့တို့မြိုင်တို့အဲ့မျိုးနယ်တွေဘက်ကနေပြောသူကရှေ့တန်းကနေပြန်လာတယ်ရက်ပိုင်းအတွင်းရှေ့တန်းပြန်ထွက်မှာဖြစ်လို့ပေါ့နော်နိုဝင်ဘာ9ရက်နေ့နောက်ဆုံးထားပြီးတော့မင်္ဂလာဆောင်ခိုင်းတာလည်းရှိတယ်။မင်္ဂလာဆောင်ခိုင်းတဲ့ဆိုတော့မင်္ဂလာဆောင်ကျင်တဲ့သူတွေကလက်ထက်ခွင့်တင်ထားတယ် ဒါမဲ့လည်းရှေ့တန်းကချက်ချင်းပြန်ထွက်လာမှာဖြစ်တဲ့အတွက်ပေါ့နော်။ငွေမှာ9ရက်နေအပြီးဒါမင်္ဂလာဆောင်ကြဆိုပြီးတော့ဒါတိုင်းမှုကပြောတယ်ပေါ့နော်။ဒါကလည်းစစ်ပန်းနေတဲ့အားပဲပေါ့နော်။ဒါပြင်အဲ့မှာတခုပြောစရာရှိတာဒီမင်္ဂလာဆောင်ရဲ့ main လေးတွေကစစ်သားသားသမီးတွေပေါ့နော်။မိခိုသူသားသမီးတွေပို့ဆိုးတာကဒီအသက်မပြည့်သေးတဲ့ကလေးတွေပါတယ်တဲ့။ကလေးငယ်တွေပါတယ်၊မျိုးသမီးငယ်တွေပါတယ်ပေါ့နော်။အဲသူတို့ကမိခိုသူသားသမီးတွေတဲ့ပြီးတော့အဲတချို့လင်ရပြီးသားဟာလည်းပါတယ်လင်ရပြီးသားဟာကတော့ဒါကကစစ်သားမိန်းမတွေပေါ့နော်အဲ့တော့မိခိုသူသားသမီးတွေဆိုရင်73 74နှစ်လေးတွေတောင်ပါတယ်တဲ့ ါဒါမဖြစ်သင့်ဘူးเนาะအသက်ကမပြည့်သေးတာအသက်မပြည့်သေးတာ73 74ဆိုတာကြာတော်တော်လွန်သွားပြီဗျာကျွန်တော်မကြုံခဲ့ဘူးလားဆိုကြုံခဲ့ဘူးတယ်ဒီ session နဲ့မပြည့်သေးဘူးမပြည့်သေးဘူးမိမခိုးလာတယ်ပေါ့ရဲဘော်တယောက်ကကျွန်တော်ဒါ903မှာတော့အဲ့လိုပဲမိမခိုးလာရဲဘော်တယောက်ခိုးလာတော့အဲ့ရဲဘော်ကသူခိုးလာတယ်မိမ66နေပဲရှိသေးတယ်ပေးစားလို့မရဒါပေမဲ့သူကခိုးလာပြီဗျာမပေးစားလို့လည်းမရတော့အဲ့တော့တိုင်မှုကဘာလုပ်လဲဆိုတော့သူကပေးစားရတယ်ရတယ်နိုင်ငံပေးလိုက်တယ်မင်းတို့အမအတူတူနေ ဒါပေမဲ့လက်ထပ်ခွင့်ကို16နှစ်ပြည့်မှာတင်ပေးတယ်အဲ့တော့2နှစ်กว่า2နှစ်กว่า2နှစ်กว่าဆိုတာ16နှစ်မှာသူတို့ကခိုးပြေးလာပြီးတော့ဒါယူလိုက်ပြီဗျာအဲ့အချိန်မှာတန်ရဲမှုကလက်ထပ်ခွင့်ထင်မှာတင်မပေးဘူး16နှစ်ပြည့်မှာတင်ပေးရမှာအခု16နှစ်နဲ့တင်ပေးလိုက်ရင် तू ပါပြတ်တုံးမှာ तू ပါရေးယူခံမှာအဲ့တော့ကျတော့ तू ကထိန်ချန်ထားတယ်ထိန်ချန်ထားပြီးတော့တက်တင်းနေမှာပဲဒါပေါင်းတင်းတဲ့ပုံစံမျိုးလောက်ခိုင်းတယ်လောက်ခိုင်းပြီးတော့16နှစ်ပြည့်တဲ့အချိန်ကြီးစောင့်ခိုင်းတယ်16နှစ်ပြည့်တဲ့အချိန်ကျတော့ကလေးကရနေပြီ16နှစ်ပြည့်တဲ့အချိန်ကျတော့အဲ့လက်ထပ်ခွင့်တင်တဲ့အချိန်မှာကလေးကရနေတယ် ဲ့ကလေးကဘာဖြစ်သွားလဲဆိုတော့အဲ့လင်မယားနှစ်ကမွေးစားတာဖြစ်သွားတယ်။သူကမွေးစားထားတဲ့သား။ဟုတ်တယ်သူကအခုမှအိမ်အောင်ကြတာပါနော်။ session နှစ်ပြည့်မှအိမ်အောင်ကြတာ။ဒါပေမဲ့ဒီကလေးကိုသူတို့ကမွေးစားထားတာပါပေါ့နော်။အဲဘယ်နှစ်နှစ်အရွယ်ကလေးတယောက်ကိုသူတို့ကမွေးစားလိုက်ပါလဲဆိုရယ်ပုံစံမျိုးပြောင်းပြောင်းပြရတယ်။တားသမီးတွေတော့မွေးစားသားဖြစ်အောင်လုပ်ပြတဲ့စစ်တပ်တော့မလွယ်ဘူးဒီကဲဒီကောင်နေ။အဲ့ဒါတကယ်ဖြစ်စဉ်အမှန်တွေအများကြီးရှိတယ်။အဲ့ကျအခုကျတော့ပို့ဆိုးသွားပြီဗျာ73နှစ်74နှစ်တဲ့အဲ့ဒီအရွယ်မှာအိမ်အောင်ကြလိုက်မယ်ဘယ်ချိန်မှကလေးရမယ်အဲ့ရလာတဲ့ကလေးက မွေးသားသားဖြစ်မှာပဲ setting session နေ့ကျမှသူတို့ကိုအိမ်အောင်ချပြီးမှာဗျာအဲအဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်တော်တော်ကိုစိုးစိုးဝါးပုံစံမျိုးတွေမြင်ရတာပေါ့နော်တက်တွင်းထဲမှာတော့ဟုတ်တယ်ဒါခုနလိုဒါမင်္ဂလာဖိတ်စာတွေဘာတွေညာတွေလုပ်တယ်ဒါပေမဲ့အထက်ကိုမတင်ရဲဘူးအဲအဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီဥစ္စာတွေကိုဖွာအဲအဲ့ကြောင့်မလို့ကျွန်တော်တို့ကဒီဥစ္စာတွေကိုမျှဝေတာဘာလို့လဲဒါတွေကိုမြမြဖြန့်ဝေလေသူတို့ပို့ပြီးတော့ဒုက္ခရောက်လေလေသူတို့ပို့ပြီးတော့အေးအေးယူခံရလေလေပဲပေါ့နော်အဲ့တော့အထက်ကကောင်တွေပို့တိအောင်လို့ပို့ပြီးတော့ကျွန်တော်တို့ကတော့မျှဝေရမှာဒါအခုကျွန်တော်တို့ဖိတ်စာတွေပါပါတယ် အဲဆိုရင်ဒါတို့လိုက်ပြီးစစ်ဆေးတဲ့ခါမှာပုံမှာပဲပြီးရင်အဲ့ဒီလိုမျိုးဘာကြောင့်ပြောနေလဲအဲ့တန်မှုကဆိတ်တဲ့ပြက်နေတာအခုသူကစိတ်တဲ့ပြက်ဘာလို့ရှေ့တန်းကြီးပဲထွက်နေရလို့ဒါဒီခလာရနှစ်ခုကတရားတည်ရင်မှုဘုံမှုအောင်မျိုးထွတ်ဟမ်သူကရှေ့တန်းပြန်လာတာမကြသေးဘူးနိုဝင်ဘာ6ရက်နေ့မှာရှေ့တန်းပြန်ထွက်ရမယ်ဆိုပြီးတော့အမိန်ပေးလာတဲ့အတွက်စိတ်ဆိုးပြီးတော့တဲ့တက်တွင်းကထိန်ပွဲလည်းမလာဘူးရေဆက်ချပွဲလည်းမလာဘူးတဲ့အဲအကြောင်းများများဖြစ်ရလို့ပြောတာကျွန်တော်ပြောတာများများပြဿနာတက်အောင်လို့ပေါ့နော်ဒါစစ်တပ်ကလုံးဝအနာကိုမပေးတော့တဲ့အနေထားတွေ ြင်တွေ့နေရတယ်ဗောနော်အဲ့ဒါဘယ်လိုလဲဆိုတော့ဆန္ဒပြကာလမှာဆန္ဒပြလူအုပ်တွေကိုဒါထိန်းသိမ်းရမယ်ဆိုပြီးတော့တာဝန်ပေးခံရတဲ့ရဲတွေစစ်သားတွေရှိအဲ့ရဲတွေစစ်သားတွေကဒီတပ်တွေကနေပြီးတော့ဒါမြို့ရဲလိုနေရာမြို့တွေမှာလုံခြုံရေးတွေယူရတယ်အဲ့လိုလုံခြုံရေးယူရတဲ့အခါမှာသူတို့အဲ့ဒီလမ်းစုံလမ်းကွာနေရာမြို့တွေမှာထားရတယ်ထားပြီးတော့ဗာလောက်ခိုင်းလဲဆိုတော့အရိတ်တွေဘာတွေထဲမှာမหนีခိုင်းဘူးမခိုခိုင်းဘူးအဲ့လမ်းမအိမ်ပေါ်မှာထွက်ပြီးတော့မှာအုတ်ထုတ်ကြီးကအုတ်ထုတ်ကြီးကအင်းကြီးအောက်ကလည်းဖနက်ကြီးနဲ့တနက်ကြီးလွယ်ပြီးတော့ဗောနော်လုံးဝအဲ့လိုအသင့်ပုံစံမျိုးကြီးနဲ့စောင့်ခိုင်းတယ် ဒါအဲ့နေပူကြီးတက်မှာမလုံမရှက်စောင့်ခိုင်းတယ်တကယ်လို့အဲ့လမ်းကြောင်းမှာလူကြီးတယောက်ကဖြတ်သွားလို့အဲ့နေရာမှာထားရထားထားတဲ့နေရာမှာတာဝန်ကျထားတဲ့ကောင်တစ်ကောင်ကမရှိဘူးဟဲ့ဆိုရင်အေးအေးယူခံအဲ့လိုပုံစံမျိုးကြီးလှုပ်တာအဲ့တော့ကျတော့အဲ့ကောင်ကအမြဲတမ်းစိတ်တုံနေတာအဲ့အဲ့လိုမျိုးတာဝန်ပေးခံတဲ့ကောင်ကနေပူကြီးတက်မှာပြောချွေးတီးတီးကြာပြီးစိတ်တုံမလုံမရှက်ကြီးနေရပြင်ဘာလုပ်လဲဆိုတော့ထမင်းကျွေးတဲ့အချိန်မှာထမင်းတုပ်ကိုနောက်ကျမှလိုက်ဖို့ပြီးအဲ့ချိန်မှာထမင်းတွေကမကောင်းတော့ဘူးအာချို့ဆိုနဲ့နေထွက်နေအဲ့အဲ့လိုဟာမျိုးတွေပဲစားရစားရကြတော့ အချို့လည်းမစားနိုင်ဘူးเนาะမစားနိုင်တော့ byte တွေစာစိတ်တွေတူပြီးတော့ပြည်သူပေါ်မှာသွားမဲတဲ့ဟာရှိအဲအခုလည်းအဲ့လိုဟာမျိုးတွေဒါရွေးချက်ရှိရှိနဲ့ကိုဒါဂျန်တိုက်ပေးနေတယ်ဆိုပြီးတော့ကျွန်တော်တို့ယူဆတယ်အထက်ကကောင်းနေပါเนาะဘာလို့လဲဆိုတော့ဒီလိုမျိုးရှေ့တန်းနေပြန်လွှတ်တဲ့အခါမှာသူတို့ကိုပြောတာရှိတယ်ဘာပြောလဲဆိုတော့ဒီတပုံနေဒီလိုမျိုးတောင်းချမ်းနေလို့မင်းတို့တွေအခုလိုမနာရတာအဲ့လိုပြောတာအဲ့လိုပြောအေးဒီလိုမျိုးကောင်းနေတာမရှိတော့ဘူးဆိုရင်မင်းတို့အေးစေးနေရမှာအဲ့ကြမရှိအောင်လုပ်ဆိုတဲ့ပုံစံမျိုးနဲ့ဂျန်တိုက်ပေးတာဂျန်တိုက်ပေးဒီပြည်သူရောပေါ့เนาะဂျန်တိုက်ပေးတာ ပြီးဝါရမိုင်းရိုက်ထဲတာပေါ့နော်အဲ့ဒါကတော်တော်လေးကိုရုပ်မှရိုင်းဆိုင်တဲ့လုပ်ရည်တွေဖြစ်တယ်အဲ့တော့ကျတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေတော်လိုင်းပြည်သူတွေကတောက်ခံနိုင်လေလေဒီကောင်တွေပို့ပြီးတော့အချင်းကြီးဆိုးလေလေပဲပေါ့နော်အခုဆိုလဲကြည့်လေသူတို့စစ်ပန်းတာတွေတော်တော်များလာပြီဒီလိုဖြစ်စဉ်ဖြစ်ရက်တွေများများသိလေလေများများဖြန့်ဝေနိုင်လေလေအထဲထဲမှာအေးအေးယူမှုတွေဖတ်စားမှုတွေတောက်လျှောက်ဖြစ်လာလေလေပဲတက်ကြီးကဖွဲ့စည်းပုံပြက်နေတာတချို့လဲသိကြပါတယ်ဒီလိုမျိုးဖြစ်စဉ်တွေကအခုမှတော့မဟုတ်ဘူးအခုကပိုဆိုးလာတာဟိုးအရင်ကလည်းရှိတယ် ဒီဖြစ်စဉ်တွေကဟိုးအရင်တွေကမှရှိတယ်တက်ကတကယ်စနစ်တကျနဲ့ပြက်စီးနေတာပေါ့နော်လုံးဝပြန်ပြင်လို့မရတော့တဲ့အနေအထားဖြစ်နေတာအဲဒါကြောင့်မလို့ဒီလိုမျိုးဖြစ်စဉ်တွေပူပူပြီးတော့ဆိုးွားလာတယ်မြပြလာတယ်ဆိုတဲ့ဟာကစစ်တပ်ဟာတဖြည်းဖြည်းနဲ့ယိုယွင်းပြက်စီးပြီးတော့အခြေအနေမကောင်းတော့ဘူးဖွဲ့စည်းပုံတွေပြက်နေတယ်ဆိုးရွားယုံညံ့တဲ့အဖွဲ့အစည်းကြီးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်